ကျွန်တော်တို့တွေကမိသားစုညင်းအကုန်လုံးနေလာပြီးတော့မှအခုမှဟုတ်လားအရခဆိုတဲ့ဥစ္စာနဲ့တိုက်ခိုက်ပြီးတော့အခြေအနေမှာနောက်မှာ AIS အဖွဲ့ဟာအေးကိုနောက်ကနေပြီးတော့နောက်ဘိုးတိတ်ပြီးတော့တိုက်ဖို့လုပ်နေပြီဖြစ်ပါတယ်။ဒါနဲ့အဝယ်လုတ်နေတော့ငါတို့တွေလက်မခံဘူးဆိုတဲ့စိတ်နဲ့လားအဲ့ဒီစစ်သားတွေအခုဘိန်းညာပြီးတဲ့စခန်းသားရဲ့စစ်သားတွေကအဲ့ဒီစိတ်ဝေးနေတယ်နော် KNU ဘက်ကလည်းအကြောက်ရှိမှာပေါ့ PDF ဘက်ကလည်းအကြောက်ရှိမှာပေါ့စစ်ကောင်စီဘက်ကလည်းအကြောက်ရှိမှာပေါ့ ိုင်းချရမြဝပြည်သူညီကုံမော်မများအားလုံးဝမင်္ဂလာပါ News Speech Channel ကနေပြန်မှကြိုဆိုလိုက်ပါရစေ2025ခုနှစ်မေလ16ရက်တောက်ချနေမယ့်ပိုင်းဗီဒီယိုတင်ဆက်မှုအနေနဲ့ဒီနေ့မနေ့မှာဦးဖျားဖျားနောက်ဆုံးကြားတဲ့တော်လန်တရင်ထူတရင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့စာဆုံးချစ်စုပေးကြောင်းအားလုံးကိုဖိတ်ခေါ်လိုက်ပါရစေ။ကျွန်တော်တို့ဒီရပိုင်းမှာဆိုတော့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေအပြင်ကျွန်တော်တို့တော်လိုင်းရဆူရဲနဲ့ပြည်မှာစစ်စခန်းတွေတစ်ခုပြီးတစ်ခုတင်ပိုက်တဲ့တရင်တွေလည်းများစွာရှိနေတာပဲဖြစ်ပါရစေ။ကျွန်တော်တို့အယုံဆုံးအနေနဲ့ခါတဲ့လိုပဲတရင်တော်လေးတွေအယုံဆုံးချစ်လိုက်ရအောင်နော်။ပထမအဆုံးတရင်တဲ့ဘုတ်အနေနဲ့ကတော့ မန္တလေးတိုင်းမြင်းချံခရိုင်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့အထင်စခန်း9နေရာထက်မလဲကိုမေလ15ရက်နေ့နေ့ပိုင်းကနေစတင်ပြီးတော့မှတော်လိုင်းရေးပူအောင်တပ်တွေကတပြည်နဲ့ဝင်ရောက်တိုက်ခိုက်နေတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ကြောက်ပြုတ်တပ်ပွဲတစ်ခုပဲလေကြောင်းလွတ်မဲ့ထင်တဲ့ဝလူရောတရုတ် gas pipeline ဘက်မှာရောလေကြောင်းအတော်လေးကျဲတယ်ဆိုပြီးတော့မှဒေသခံတော်လိုင်းရဲ့သတင်းမြစ်ကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။မြင်းချံမြို့နယ်စီမီခုမြို့မှာရှိတဲ့စစ်ကောင်စီအထင်စခန်းကိုမေလ15ရက်နနေ့9နာရီရဲ့အချိန်မှာဝင်ရောက်တိုက်ခိုက်ခဲ့တာစစ်ကောင်စီကနေပြီးတော့မှလေနဲ့လာရောက်ဘုံချပြီးတော့မှပြစ်ကူပေးခဲ့ပြီးတော့မှဘုံဆန်ထိမှလို့ PDF ငါးဦး ကြဆုံးခဲ့တယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။ဆိုတော့ဒီလိုမျိုးပေါ့နော်စကောင်စီရဲ့စစ်စခန်းကုန်းတွေကိုကျွန်တော်ပြကနေပြီးတော့မှတိမဲဖို့စ조사နေတဲ့အချိန်မှာစကောင်စီကနေပြီးတော့မှလေကြောင်းတက်ခင်မှုတွေနဲ့ပြန်လဲပြီးတော့မှပြစ်ကူပေးခဲ့လို့ကျွန်တော် PDF ရဲပေါ့အ ਨੇ ဆုံးပေါ့နော်ဟုတ်ဆိုရင်တော့ traveler ကအတက်ပေးလို့သွားခဲ့တာပဲဖြစ်ပါတယ်။ကြဆုံးသွားတဲ့ရဲဘော်အတွက်တော်တော်လေးစိတ်မကောင်းဖြစ်ပြီးတော့မှသူတို့အတွက်လဲပေါ့နော်။ကောင်းရသူကလေးလာပါစေလို့ကျွန်တော်ဒီနေ့ကနေဆုတောင်းပေးပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ တရုတ်ရင်းနှီးမျိုးနွယ်မှုရှိတဲ့ကြောက်ဖြူမျိုးနွယ်မှာတပ်ဖွဲ့ပြင်းထန်နေပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်ရာနဲ့ချီပြီးတော့မှတေဆုံပြောက်ဆုံမှုတွေရှိနေတယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ကြောက်ဖြူတိုက်ပွဲပုံစံကတည်ရင်နဲ့စစ်တပ်တပ်ဆွဲထားရာစခန်းတွေကနေပြီးတော့မှစစ်ကြောင်းထွက်လာရင်အေကစီးပြီးတိုက်တဲ့အမဲအချွေချွေခံနေရတာထွက်သမျှတည်ရင်ပြုတ်ပဲဆိုပြီးတော့မှရခိုင်တရေမြစ်ကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။စစ်ကောင်စီအရဆိုရင်ကြောက်ဖြူတပ်ပွဲတွေမှာခမာရ940နဲ့ခမာရ943ကနေတပ်ဖွဲ့ဝင်တွေကိုအဓိကအုံပြုနေပြီးတော့မှရဲတည်ရင်30နဲ့မှဆိုလဲတပ်ဖွဲ့ဝင်အင်အား900ခန့်ပို့ထားပြီးတော့မှ ခန်းစင်ပြင်ဆင်မှုတွေရှိနေတယ်လို့ကျွန်တော်တို့နောက်ထပ်ပြရတာပဲဖြစ်ပါတယ်ကျွန်တော်တို့ကြောက်ဖြူမှုနယ်မှာဆိုတော့စစ်ကောင်စီရဲ့ရေးတပ်ထားတဲ့ချို့တွေဖြစ်ရင်အခုဆိုရင်ပေါ့နော်တရုတ်ဒီလုံချွေးကုမ္ပဏီဖွဲ့တွေလည်းများစွာရှိနေတာမလို့ကျွန်တော်တို့အေအေကနေပြီးတော့မှဒါကိုအထူးအလေးပြုပြီးတော့မှတရားလေးကိုခိုင်တဲ့ဖြည့်ရှင်းနေတာပဲဖြစ်ပါတယ်ကြောက်ဖြူမှုမှာကျွန်တော်တို့စစ်ကောင်စီတပ်ဖွဲ့တွေကိုစစ်ကြောင်းလိုက်ကိုမြို့ဖြုတ်နိုင်တဲ့ပွဲတွေလည်းများစွာရှိနေတာဖြစ်ပြီးတော့မှကြောက်ဖြူမျိုးနဲ့ပတ်သက်ပြီးတော့မှမကြခင်မှာတော့တရင်ကောင်းတွေကြားရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ် ကဲကျွန်တော်ဒီနေ့မှပထမဆုံးအနေနဲ့ကြည့်ရမှာကတော့ကျွန်တော်တို့တော်လိုင်းအေးအဆူတွေကနေပြီးတော့မှမြင်းချန်ခင်နယ်တွင်းမှာစစ်ကောင်စီရဲ့စစ်ကားတွေကိုတခုပြီးတခုတိုက်ခိုက်သိမ်းပိုက်ဖို့စ조사နေတယ်ဆိုတဲ့အကြောင်းကိုဆယ်လူမြေကျောင်းနေပြီးတော့မှတရားလေးရှင်းပြထားတာဖြစ်ပါတယ်ဆယ်လူမြေကျောင်းဘယ်လိုမျိုးပြထားမလဲဆိုတာကျွန်တော်စာကြည့်လိုက်ရအောင်နော်ဒုသစ်စင်မှုပြင်ဆင်ကြပါတော့လက်နဲ့ခရင်စုဆောင်ပါတော့ရိတ်ခါစုဆောင်ပါတော့ရက်ရွာကျော်တိုင်းကျော်တိုင်းမြို့တိုင်းမြို့တိုင်းတိုက်ပွဲကလာဖြစ်ပေါ်လာမယ့်အခက်အခဲများကိုမဟာပြူဟာချပြီးတင်ဆင်ထားကြပါတော့ စကိုင်းအညာတက်တွေရဲ့စည်ရေးစွန်းကြီးဟာမာပြော်ပြောက်စစ်စစ်စစ်ပွဲကြီးတွေကိုနပါခတိတ်တိုက်ပွဲရှင်းဖလန်တိတ်တိုက်ပွဲလာရှိုးမြို့အိမ်တိုက်ပွဲတွေမှာရရှိလာတဲ့အတွေ့အကြုံတွေနဲ့စည်ရေးစွန်းကြီးမြင့်တက်လာမှုဟာစကိုင်းတိုင်းစစ်မျက်နှာမှာဖတ်စစ်တက်ပလက်လန်ပြီးစစ်ရှုံးစီလိမ့်မယ်လို့ကျွန်တော်ကျွန်တော်ညီငယ်အကိုရိုးဆက်ရဲဘော်တွေဖြစ်တဲ့အညာတက်တော်တွေကိုရုံရုံကြည်ကြည်နဲ့အဝေးရရှိမယ်လို့တစ်ထစ်ကြဒီနေရာကနေကျွန်တော်ပြောလို့တယ် ဒီနေ့လည်းမြင့်မြန်ခရာအထူးစစ်စင်ရှိပါလေဗရင်သိမ့်မထွက်ဘူးမြင့်မြန်တော်ကနှစ်ထိုးကြီးစစ်တပ်ထိုင်စခန်းကြီးဒီနေ့စပြီးစီးနင်းတိုက်ခိုက်ခရိုင်မင်းစစ်စင်ရေလို့ပြောလို့ရတယ်ခရိုင်အစ်စစ်စစ်စင်ရေကြီးပါမြင့်မြန်တော်ကနှစ်ထိုးကြီးစီမီကိုတကြောလုံးကိုဖုံးစစ်စင်တာဖြစ်ပါလေစီမီကိုအပတ်ချမ်းမှာတာဝန်ယူပြီးစစ်စင်နဲ့မြင့်မြန်ခရိုင်တိုက်ရင်ခုနှစ်ကိုတက်ကြီးပေါ့ဗျာ ကိုတတိယတက်ကတော့လင်းနဲ့ဘုံချင်းမှုကြောင့်0ပြောင်းချတက်ခွဲခေါင်းဆောင်ကိုတတိယရေပေါ်ချအူကြဆုံးလေ3ရောက်ပဲအောင်ရတယ်အချက်ချင်းသိရတယ်ဘယ်တော့နောက်တဲ့ရေပေါ်တွေကတော့လက်ကြီးလေချောင်းကြောင့်လေချောင်းဘုံချင်းမှုကြောင့်ခေါင်းတီပြက်လက်တီပြက်ဖြစ်ပြီးကိုတတိယအန်ချစ်ဒေါသပေါ်ကိုတတိယဒေါသဟာဖက်စစ်တက်ပေါ်ကြောက်ရောက်ရင်တော့မုံတိုင်းလိုထန်ပြီး ရဇက်စီမီကုန်တမျိုးလုံးစီတို့ကူဆက်လာလိမ့်မယ်လို့ကျွန်တော်တို့ယူဆပါတယ်သို့တော့ကိုတက်ကြီးလုံးလုံးစင်စိတ်ကြီးခိုင်းတယ်အဲ့တော့နထိုးကြီးပါလေပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်တယ်လို့လေးချောင်းနဲ့ဘုံကျဲနေတဲ့ဝက်လူးရွာဆောက်စုနေပြီ yes ခန့်နဲ့တဘာဝတောင်းဝေးပိုက်လိုက် gate ခန့်နေအဆရှိတဲ့နေရာလေးနဲ့နထိုးကြီးမြို့တမျိုးလုံးပြီးပါတိုက်ပွဲဖြစ်နေပါတယ်နထိုးကြီးမြို့ကို2024ဩဂုတ်လမှာမြင်းကြံအတူးဆစ်စင်းအပြင်နဲ့ဝေရောက်တိမ့်ပိုက်ခဲ့ပါသေးတယ် ဒါပေမဲ့မြို့ပြက်မြို့ကြီးအောင်ဖက်စစ်တပ်ကပုံကျင်းနေတာကြောင့်တလိုင်းတက်တွေပြန်လဲဆုတ်ခွာသွားတဲ့အချိန်မှာစစ်တပ်ကအထိုင်ချတပ်ဆွဲလာတာပါတောင်တာရော sorry ပါပြီအဲ့တော့ပြောချင်တာကမြင်းညာနှစ်ထိုးကြီးတောင်တာမလိုက်စီမီကိုအစကြီးရဲ့ကြောလုံးရဲ့ဗမာပြည်ရဲ့ကြောရုံးထိုးစစ်ကြီးစာမီလို့ကျွန်တော်တို့ပြောလို့ရပါတယ်ကျွန်တော်ခုနပြောသလိုအရာဝတီအနောက်ဘက်ခြမ်းနဲ့အရာဝတီမြေအနောက်ဘက်ခြမ်းနဲ့အရှေ့ဘက်ခြမ်းရဲ့ပေါင်းစပ်မှုဟာကျွန်တော်တို့ရဲ့ အောင်စီရွံ့တဲ့စစ်ခေယာမဟုတ်တမှာပဲကဲဒီမှာပေါ့နော်ဆရာလူမဲကျော်ရနေပြီတော့မှကျွန်တော်နောက်ထိုးကြီးမြင်းချံပြီတော့မှဒီတောင်သားဂျမ်းနဲ့ပေါ့နော်ဒီအလဲပိုင်းဒေသကမြို့နယ်တော်တော်များများမှာဆိုတော့အညာတပေါင်းစုတွေကနေပြီတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့စခန်းတွေတခုပြီးတခုတင်းပတ်ရရှိဖို့စ조사နေတဲ့ဆိုတဲ့အကြောင်းကျွန်တော်ချက်လာဖြစ်ပါတယ်လက်တလုံးမှာဆိုတော့စစ်ကောင်စီလေးကြောင်းတိုက်ခိုက်မှုတွေကြောင်းကျွန်တော် PDF တော့ဖုတ်ဝင်ချောရွတ်ထဲမှာနဲ့ပေါ့နော်အခုဆိုရင်တပိလူသွားတာပြင်ပြမှာဂျားထဲမှာတော့စစ်ခွေးတိုက်ကတော့ကျွန်တော် PDF တွေပုံမှာအညိုသေးချေဆောင်နဲ့ပြင်ပြမှာတုံ့ပြန်နေတာကိုလည်းတွေ့ရပဲဖြစ်ပါတယ်လူမျိုးစကောင်စီတပ်ဖွဲ့ဝင်တွေကနေပြီးတော့မရေးဆစ်ဆစ်နဲ့လေကြောင်းတိုက်ခိုက်မှုတွေတော်လိုင်းသမားတွေပေါ်တာမှာကပြည်သူတွေပုံမှာလှုပ်ဆောင်နေတာကိုလည်းကျွန်တော်ခုရဲ့ပိုင်းကြမ်းမြင်တွေးနေရတာမို့လို့ပါနော်ပြည်သူတွေဘက်ကနေပြတော့မှာကိုရဲ့အနေနဲ့တော်လိုင်းရဲမှာပူပေါင်းပါဝင်နေကြတဲ့ကျတို့ရှေ့တန်းကတော်လိုင်းရဲဘော်တွေကိုထောက်ပံ့ကူညီပေးချဖို့ကျွန်တော်ဒီနေ့ကနေအားလုံးတောင်းဆိုပါရစေ။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ စစ်ကောင်စီရဲ့ပေါ့နော်စစ်တပ်တော်ကဆိုတော့စစ်ပြဘွားကနေပြီးတော့မှအချိုးကျရကနေအခုဆိုရင်ရှေ့တန်းမှာပို့ခမ်းတာတော်တော်လေးကိုကြာနေပြီဆိုတဲ့အကြောင်းကိုတင်ဆက်ထားတဲ့သတင်းလေးကျွန်တော်စစ်ပြမှာကြည့်လိုက်ရအောင်နော်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့တက်မတော်တဲ့ကစကားသံအစီအစဉ်အနေနဲ့တက်မိသားစုဝင်တဦးရေးသားပြပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျမကတက်ပြင်းနေတက်မိသားစုဝင်တဦးပါကျမအမျိုးသားဟာစစ်ပြေးမှုကျူးလွန်လို့အချင်းကြနေရကနေပြည်ထောင်ကနေလွတ်ငင်းနဲ့လွတ်ပြီးတနေ့စစ်မှုပြန်ထမ်းရမယ့်တာဝန်နဲ့တာဝန်ပြန်ထမ်းဆောင်နေရပါတယ် 2023ဒီဇင်ဘာမှာစစ်မှုပြန်ထမ်းတာဖြစ်လို့အခုဆိုရင်တနည်းနဲ့9လကျော်ပါပြီ။စစ်မှုအတိုင်းတနည်းအတွင်တည်တဲ့သူတွေလည်းများပြီလို့သိရပါဗျ။အခုအချိန်ထိနေမြေဆိုးတဲ့ထိကြိုက်မှာတာဝန်ထမ်းဆောင်နေရပါဗျ။ကြံရှိစစ်တီများမှာအသက်နဲ့ရင်ပြီးဂရိတီစွာနဲ့တနည်းတာဝန်ထမ်းဆောင်တာဟာတာဝန်ကျေပွန်ခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်ကြံရှိစစ်တီတွေကိုအထက်လူကြီးများအနေနဲ့ဂရိတီစွာနဲ့ပြန်လွတ်ပေးစေချင်ပါတယ်။ မိသားစုဝင်တွေအနေနဲ့လည်းပြန်အလာကိုစောင့်မျှော်နေကြပါတယ်လို့စာရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတမတော်သားအရာရှိစစ်တီတွေနဲ့တပ်မိသားစုဝင်တွေရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမတော်သားအရာရှိစစ်တီတွေအင်တော်တဲ့ရဲမေတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရင် message box ကနေတဆင့်စာပေးပို့ပြီးဆက်သွယ်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ဖစ်စတာကတော့အဲ့လိုမျိုးပါနော်အောက်ခြေသားတွေကိုစစ်ပြေးတယ်ဆိုတော့ အကျဲချုပ်လိုလိုဘာလိုလိုတွေအဲ့လိုမျိုးအချင်းချထားပြတော့မှအဲ့လိုပြတာနဲ့သူတို့ကိုရှေးထောင်တခါတည်းပို့လိုက်တယ်ဆိုတဲ့ကြောင့်လည်းကျွန်တော်ချက်တည်ရတာဖြစ်တယ်နောက်တစ်ခုအနေနဲ့ကျတော့ဟုတ်ဆိုရင်ပေါ့နော်သူရဲ့ဒီစမုထမ်းတက်တန်းပြေးပြီးတာတောင်မှဒီလိုမျိုးစစ်ကောင်စဲနေပြီးတော့ပြန်မခေါ်တော့ကျွန်တော်တို့ကြည့်မယ်ဆိုတော့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်ရတော့ရှေ့တန်းမှာတော့မျိုးစာဖိလောက်ပြီးလို့ပြောမှာဖြစ်ပြီးတော့မှတမိတာစိုးနေနဲ့အခုကတည်းကအတိအမြင်လေးတွေပွင့်လင်းပြီးတော့မှကျွန်တော်ပြည်တဲ့ဘက်ကိုအလေးမြတ်ဆုံးကုပြောင်းခလုံးတင်နေပြီဆိုတော့လည်းတရှိတင်တာပဲဖြစ်တယ်ကျွန်တော်အားလုံးဘက်ကနေပြီးတော့မှ ဒေါ်လာရဲ့ထဲထဲဝင်ပူပေါင်းပုံရင်းနဲ့နောက်ဆုံးဒေါ်လာရဲ့ရှင်ကိုရောက်ရှိဖို့စူးစမ်းနေကြတဲ့ချိန်မှာဒီလိုမျိုးစကောင်စီရဲ့တမိသားစုနဲ့အောက်ခြေတသားတွေအနေနဲ့ကျွန်တော်တို့ပြည်သူတွေနဲ့ပူပေါင်းပုံရင်းနဲ့ကျွန်တော်တို့ပြည်သူတွေနဲ့ဒေါ်လာရဲ့သမားတွေပေါ်မှာရဲဆက်ဆက်နဲ့တပ်ဖြတ်မှုတွေကျူးလွန်နေတဲ့စကောင်စီကိုဝင်ဝင်ဖြိုချချပါဆိုလို့ကျွန်တော်ဒီနေ့ကနေတပြေလို့မှပြောလိုပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့မြင်းချမျိုးနယ်မှာတော်တော်လေးကိုတွေးဆိုပြီးတော့မှပြည်သူလူထုကိုအနိုင်ကျင့်တပြတ်မှုတွေလုပ်နေတဲ့ဒီပြူစော်ဒီကောင်းဆောင်ပေါ့နော် ဒီရာယူမူငါနဲ့ပြတော့မှကျွန်တော်တို့ PDF တွေကိုဘယ်လိုမျိုးစိန်ခေါ်ပြောဆိုထားမလဲဆိုတာကျွန်တော်တက်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်အဲ့ဟိုနေကြားလားအဲ့ဟိုကြားလားပြေးမသွားနဲ့အဲ့ဟိုမင်းလိုးလားမရိုင်းတာနော်အေးလာခဲ့လာခဲ့ဖေဟောင်းဘင်းတို့ဘန်ကားပေါ်မှာဘင်းတို့ဘန်ကားရောက်နေပြီဖေဟောင်းကြိုက်လားအဲ့မှာတက်နားထောင်လားဖေဟောင်းကြိုက်လားအေးလုံးမသားအကုန်ကင်းပါ

အဲ့အောင်လေဘယ်နာဝုတ်ပြီးအော်နေတာတော့မင်းအဲ့အောင်မင်းတို့စီပဲငါတို့လာတာဒါတော့ဗနာဒီမြင်းချမ်းမျိုးနဲ့မှာတွေးဆိုးနေတဲ့ပြူစော်ဒီကောင်းဆောင်ဒီတရယူမှုအားနဲ့ပြတော့မှကျွန်တော်တို့ PDF ကိုစိန်ခေါ်ပြောဆိုထားတာဖြစ်တယ်အခုချိန်မှာတော့လေကျဲလို့ကောင်းနေတော့ဗောနာကျွန်တော်မြင်းချမ်းနဲ့အတွဲမှာရှိတဲ့ တော်လိုင်းရဲ့တဖို့ဝင်ရနေပြီးတော့မှအရင်တော့ကလည်းသူတို့တဖို့ဝင်တွေကိုဂျပန်တက်ခဲ့တော့လည်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့မှတရားယူမှာဆိုတော့ကာကောင်းထောက်မှဆောင်နေပေါ့နော်အခုချိန်မှာတော့ဒီမတည်ဆုံးသေးတာပဲဖြစ်ပါတယ်မကြာခင်မှာတော့ကျွန်တော်တို့မြင်းချန်နယ်သွားရေးမှာရှိတဲ့တော်လိုင်းတပေါင်းစုတွေရဲ့ထိုးစစ်တွေကတော့ဘျူဆိုတီပေါဝင်စကော့စီတဖို့ဝင်တွေလည်းအမုံချိန်မှာမို့လို့အဲ့ဒီချိန်ကြာမှဒီလိုမျိုးအားချောင်ရဲဦးမလားဆိုတော့ကျွန်တော်တို့အနေနဲ့ဆောင်ချက်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူတွေကတော့လူလူတွေ့ဆုံပြီးတော့မှပြည်သူလူထုကိုတပ်ဖြတ်ဖို့လုံးဆောင်ပြီးတော့မှကိုယ်တိုင်ကိုယ်ကျ တက်ဖြတ်တဲ့နေရာမှာလည်းပေါဝင်နေကြတဲ့စကောင်စီတွေနဲ့ပြူစောတိဒလန်တွေကိုလည်းရှင်းပြဖို့စ조사နေတယ်ဆိုတော့လည်းအားလုံးသိရှိထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီဘောမလော်ဘီတကောင်ကနေပြတော့မှရဟန်းပြည်နယ်မှာအေးအေးစိုးမိုးလို့မရဘူးဆိုပြတော့ပါတော့။အာစာဖွဲ့ဝင်နေတဲ့ပတ်သက်ပြီးတော့မှလည်းဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်။အခုရဟန်းပြည်မှာဖြစ်ပွားနေတဲ့စီးရဲချိန်တွေကြောင်းဒီနေရာဟာကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးအနေနဲ့လက်လွတ်ဆုံးရှုံးရတော့မယ့်နေရာတစ်ခုဖြစ်လာပြီဆိုတာကို အလေးလိုက်ထားပြီးတင်ပြပေးခြင်းလို့တက်လာခြင်းဖြစ်ပါဝန်ခံမြင်နော်ပြန်စင်းပါကြည့်ပါကျွန်တော်တို့ NLD ဆိုရလက်ထက်မှာ AIS တွေကကျွန်တော်တို့ရခိုင်ပြည်နယ်ကိုဝင်တိုက်ခဲ့ပါ AIS ကြံဖတ်တယ်ဝင်တိုက်တဲ့အခါမှာကျွန်တော်တို့ပြည်သူရဲတွေများစွာစောင့်ဆောင်ခဲ့ပါတယ်အဲ့ဒီလိုနဲ့မြန်မာတပ်မတော်ကအကာအကွယ်ပေးပြီးတော့အခုဖြစ်နေတဲ့ OIC ဆိုတဲ့ဒီ Islamic ထောက်ခံတဲ့နိုင်ငံတွေက ူတို့ကိုထောက်ပံ့ပေးပြီးတော့မှအခု AIS တွေမှာလူတသိန်းကြီးပါလက်နက်တက်ဆင်ပေးပြီးဆိုတဲ့အကြောင်းသတင်းရှိရပါတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံအတွက်ညသောအနေအကျရဲ့အနေအထားတစ်ခုကိုရောက်ရှိလာပြီးဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ငကိုတဲကမှကျွန်တော်တို့ရဲ့မြို့ကိုလူစင်နေတဲ့သူတို့ဟာအခုနွားကွေးတော့ကြားဆွဲတယ်လို့ဆိုသလိုပဲကျွန်တော်တို့ရဲ့မြို့ပေါ်မှာသူတို့တွေဟာမရောက်နိုင်ကြဘူးပေါ်မှာဖြစ်ပါတယ်။ဒီရင်းနဲ့ပတ်သက်ပြီးတော့အထူးပြောချင်တာကအေးအေးအစံဖက် ဒါထုံးမြတ်နိုင်ဆိုတဲ့သူကိုပုံနောက်ရှိရလားလို့မြင်ချင်တာဖြစ်ပါတယ်။ဘာဖြစ်လို့ကျွန်တော်ဒီစကားကိုပြောရဲတယ်ကွာတကွာ။ကျွန်တော်တို့နိုင်ငံမှာနှစ်ပေါင်းများစွာအတူရှင်တွဲပြီးနေထိုင်ခဲ့တဲ့နေရာမှာကျွန်တော်တို့ရခိုင်လူမျိုးတွေနဲ့ကျန်တဲ့လူမျိုးတွေအားလုံးကဗုဒ္ဓဘာသာလူမျိုးတွေပဲဖြစ်ကြပါတယ်။ကျွန်တော်တို့ကိုယ့်ပဲရဘာသာတူညီပါတယ်။ကျွန်တော်တို့တွေကမိသားစုရင်းအကုန်လုံးနေလာပြီးတော့မှအခုမှဟုတ်လားအရခဆိုတဲ့ဥစ္စာနဲ့တိုက်ခိုက်ပြီးတော့အခြေအနေမှာ အနောက်မှာ AIS အဖွဲ့ဟာ AA ကိုနောက်ကနေပြီးတော့နောက်ဘိုးတိတ်ပြီးတော့တိုက်ဖို့လုပ်နေပြီဖြစ်ပါတယ်ကျွန်တော်တို့ AA နဲ့ကျွန်တော်တို့ဒီအာဆာနဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေကဘသူကိုတိုက်ရမလဲဆိုရင်ကျွန်တော်တို့ကအာဆာကိုတိုက်မှာကျွန်တော်နိုင်ငံဟာဗိုလ်ရဘာသာမြန်မာနိုင်ငံပဲကျွန်တော်တို့လက်ခံပါတယ်ဝင်ရောက်လာမယ်ဒီမွတ်စလင်ကျွန်တော်လူပြေးပြောတာမဟုတ်ပါဘူးအကျန်း ဖက်အစွန်းရောက်တဲ့အောက်ကိုကျွန်တော်တို့နိုင်ငံအဖမခံနိုင်ပါဘူးဒါကြောင့်မလို့ရခိုင်မှာရှိနေတဲ့ပြည်သူပြည်သားတွေဟာဒီဖြစ်ပေါ်လာတော့မဲ့ငါနဲ့ဆယ်နှစ်တွဲမှာဖြစ်ပေါ်လာတော့မဲ့ဒီရေးကိုအုံတော်တဲ့ထဲသားနဲ့မှာခင်ဗျားတို့ကိုကာကွယ်ပေးနေတာဟာမြန်မာတပ်မတော်ပဲဖြစ်ပါတယ်ခင်ဗျားတို့ရဲ့နေကိုအကာအကွယ်ပေးခဲ့တာဟာလေစင်စက်မပြတ်အကာအကွယ်ပေးခဲ့တာဟာလေမြန်မာတပ်မတော်နဲ့မြန်မာပြည်သူတွေပဲဖြစ်ပါတယ်ဒီအချိန်မှာရခိုင်တွေဗမာတွေမခွဲပြင်းနဲ့မြန်မာပြည်သူပြည်သားများအနေနဲ့ ကျွန်တော်တို့ရဲ့နောက်ဘိုးကနေပြီးတော့ဝင်ရောက်အချောင်နှိုက်မဲ့အာစာကိုတတိထားပြီးတော့ပြန်လဲပြီးတော့တွန်းလိုက်ရတော့မယ်အနေထားကိုရောက်ချိန်လာတော့မယ်ဆိုတာကိုခင်ဗျားတို့ခေါင်းကြီးကြီးနဲ့တွေးကြဖို့လိုပြီးဖြစ်ပါတယ်ဒီကောင်တွေကတော့အာစာကိုတိုက်ဖို့ပေါ့နော် ပြောဆိုနေပေမဲ့နောက်ွယ်ကနေပြီးတော့မှကျွန်တော်အားလုံးတည်ထားတဲ့အတိုင်းပဲအာဆာကိုစစ်ကောင်ဆဲနေပြီးတော့မှတနတ်တွေပေးဒီစစ်တင်တာတွေပေးပြီးတော့မှအေအေကိုပြန်တိုက်ခိုင်းနေတာပဲဖြစ်တယ်ကျွန်တော်တို့ဒီရခိုင်ပြည်နယ်မြောက်ပိုင်းမှာဆိုတော့စစ်ကောင်စီတပ်ဖွဲ့အနေနဲ့အာဆာတွေပူးပေါင်းပြီးတော့မှအေအေကိုတိုက်တဲ့ဖြစ်စဉ်တွေလည်းများစွာရှိနေတာမလို့ပါနော်ဒီပုံမှန်တွေပြောပြသလိုကျွန်တော်တို့အာဆာဖွဲ့ရာဆိုရင်တော့ ကျွန်တော် AA နဲ့စစ်ကောင်စီကိုပြန်လည်တိုက်ထုတ်မဲ့အဖွဲ့ဖြစ်တယ်ဆိုတာကတော့ကျွန်တော်နည်းနည်းများလွဲနေသလားလို့ပြောချင်တာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ AA ကိုဒီအာဆာကနေပြီးတော့မှတိုက်ခတ်တာဖြစ်တယ်လို့တစ်ဖက်မှာစစ်ကောင်စီကနေပြီးတော့မှလူမျိုးဘာသာရေးတွေနဲ့မိုင်းတက်ပြီးတော့မှအခုဆိုရင်သူတို့နှစ်ယောက်ပေါင်းပြီးတော့မှပါနော်။ကျွန်တော် AA နဲ့ကျွန်တဲ့ရခိုင်လူမျိုးတွေပေါ်မှာရစက်ရုံမှာဖို့ကြံစီနေကြတာပဲဖြစ်ပါတယ်။တစ်ဖက်မှာဆိုရင်တော့ကျွန်တော် AA စိုးစီချုပ်ဖြစ်တဲ့ဘူချုပ်ထွန်းမြင့်နိုင်အောင်တောင်းပါဒီဘောမကနေပြီးတော့မှ အချောင်ပြောဆိုထားတာကိုကြည့်ရင်တော့ဒီကောင်တွေရပါတော့ကျွန်တော်ဗီဒီယိုလူစုတွေပေါ်မှာတရင်ဟိုဂဂနနမတိပဲနဲ့အချောင်ပြီးတော့မှ brainwash လုပ်ဖို့ကြိုးစားနေတယ်ဆိုတော့လည်းတွေ့ရပဲဖြစ်ပါတယ်လူမျိုးဘာသာရေးကိုခုတုံးလုပ်ပြီးတော့မှ brainwash လုပ်ပြီးတော့မှကျွန်တော်ကိုမိုင်းတိုက်ဖို့ကြိုးစားနေကြတဲ့ဒီစစ်ကောင်စီအောက်တန်းစားဘောမတွေနဲ့ဒီမဘာသာအုပ်စုတွေအားဆိုတော့သူတို့ဆစ်ရှုံးပြီးဆိုတာနဲ့အခုလိုမျိုးကျွန်တော်ဗီဒီယိုဗီသားတွေပေါ်မှာတွေ့ခွက်တက်ရှုပ်တဲ့နေလမ်းတွေမျိုးမျိုးနဲ့ပြန်လည်လို့ဆောင်လာချဖို့ဆရာထက်တန်တွေကြတာပဲဖြစ်ပါတယ် ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုတပုတ်အနေနဲ့တော်လန်ပြတာသာသူဖြစ်တဲ့ကိုစီကနေပြတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတောင်ပိုင်းတိုင်းမှာမျိုးစာဖြစ်ကြာဆုံးများနေတယ်ဆိုတဲ့အကြောင်းကိုဘယ်လိုမျိုးတွေပြောထားမလဲဆိုတော့ကျွန်တော်တစ်ချက်လောက်နားထောင်ချင်လဲရအောင်နော်ဘယ်အခုကင်ဟွက်တိုက်တဲ့စခန်းနေတိတ်ငန်ကြည့်ရတယ်ပေါ့နော်စခန်းနေတိတ်ငန်ကြည့်ရတယ်ဆိုတော့ဘယ်ဘက်ကပဲတိုက်တိုက်ကြာကျွန်တော်တို့က KNU လည်းမြန်မာနိုင်ငံသားပဲလက်ရှိစစ်ကောင်စီစခန်းမှာရှိတဲ့စစ်သားတွေကမြန်မာနိုင်ငံသားပဲအဲ့တော့အာဏာသိမ်းတဲ့အချိန်ကမှစီရီယံလုံးကြစီရီယံလုံးကြလို့ပေါ်ခဲ့တဲ့အချိန်မှသာ အဲ့ဒီစစ်အောက်ခြေပေါ့နော်ဒီတိုင်းမှုအဆင့်ရဆာပြီးတော့အောက်ခြေအဆင့်တွေကပြည်သူနဲ့တကားတဲ့ရက်တီတယ်ငါတို့ဒီအာနာတိမ်မှုကတိုင်းပြည်ကိုတစ္ဆာဖောက်တာနော်ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့အစိုးရခေါင်းဆောင်တွေကိုဒီလိုချက်ကလေးငါလေးခံပြီးလက်နက်အောက်ကိုလည်းလှုပ်ချင်နေလှုပ်တာကိုငါတို့တွေလက်မခံဘူးဆိုတဲ့စိတ်နဲ့လာအဲ့ဒီစစ်သားတွေအခုတိုင်းနိုင်ငံထိတဲ့စခန်းတိုင်းရဲ့စစ်သားတွေကအဲ့ဒီစိတ်ငွေးရမယ်ဆိုရင်နော် KNU ဘက်ကလည်းအကြဆုံးရှိမှာမဟုတ် PDF ဘက်ကလည်းအကြဆုံးရှိမှာမဟုတ်စစ်ကောင်စီဘက်ကလည်းအကြဆုံးရှိမှာမဟုတ်ထို့ပြင်တိုင်းနိုင်ငံတို့မှာရှိတဲ့အခြားတိုင်းနဲ့လက်နက်ကိုင်တွေတော်လှန်ရေးအစုတွေတွေအကြဆုံးတွေရှိတာမှာမဟုတ်တိုင်းပြည်မှာရှိတဲ့ပြည်သူတွေလည်းအခုလိုစစ်ဘေးရှောင်ထွက်ပြေးနေရအကြောင်းရှိတယ် ရှင်းရှင်းလေးပဲထားအဲ့တော့ပြည်သူဘက်ကလည်းအစအရရက်တည်ခဲ့လို့ရှိရင်ဒီတိုင်းကြီးကဒီအချိန်ကြီးထိရောက်နေတာအကြောင်းရှိဘူးအဲ့တော့တချွတ်တရပြောတယ်ဒီချိန်မှာပြည်သူကပန်းနေပေါ့ပြည်သူကပန်းတာပေါ့ပြည်သူနဲ့ဖြစ်နေတဲ့ဘွဲကိုအော်ဒီလက်ရှိဒီနဲ့ဖြစ်နေတာ KNU နဲ့ဖြစ်နေတာမဟုတ် KNU နဲ့ဖြစ်နေတာမဟုတ် AA နဲ့ဖြစ်နေတာမဟုတ်ဘူးနော် KNU KIA AA ဆိုတာနာမည်ပဲရှိတယ်ဘာဖြစ်လို့ပြည်သူကပေးထားလို့အဲ့နာမျိုးပြည်သူလည်းမပါကြည့် AA လည်းဘာမှလုပ်လို့မရ KNU လည်းဘာမှလုပ်လို့မရအညာအဖွဲ့တွေဘာမှလုပ်လို့မရပြည်သူပန်းနေတဲ့အတွက်အဲ့ဒီအဖွဲ့တွေကနာမည်ဖြစ်နေအဲ့တော့တကယ်ဖြစ်နေတာဒီအမည်နာမဆိုတဲ့နာမည်တစ်ခုအဖွဲ့စည်းတစ်ခုနဲ့ဖြစ်နေတာမဟုတ်ဘူး တိုင်းပြည်မှာရှိတဲ့မြန်မာပြည်မှာရှိတဲ့အာဏာသိမ်းတာကိုလက်မခံနဲ့တိုင်းရင်းသားပြည်သူအားလုံးတက်ရက်လုံးနဲ့စစ်ကောင်းဆောင်ကူးဆောင်နဲ့အာဏာသိမ်းဖွဲ့နဲ့ဖြစ်နေတာအဲ့ဒါအမှန်တရားဘယ်လိုမှညင်းလို့မရတဲ့အမှန်တရားအဲ့တော့အဲ့ဒီစစ်ကောင်းဆောင်တွေကူးဆောင်တဲ့အာဏာသိမ်းအဖွဲ့တွေစစ်ကောင်းဆောင်တွေကိုပတ်သက်တဲ့ဖွဲထုတ်ခဲလိုက်မယ်ငါတို့နောက်တွဲတွေကပြည်သူနဲ့ပေါင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့တေဆုံးရတဲ့ရဲဘော်တွေစစ်သားတွေအရာကြီးအကျက်စစ်တီတွေဘဝဒီလိုမျိုးကန့်ဆိုးမိုးမောင်ကြားစရာအကြောင်းမရှိဘူးနော်အဲ့တော့တိုက်နေတာဒီပြည်သူဘက်ကတိုက်နေတာလည်းစစ်တပ်ကိုတိုက်နေတာမဟုတ်ဘူးအာဏာသိမ်းထားတဲ့အာဏာရှင်တွေနဲ့အဲ့ဒီစစ်ကောင်းဆောင်တွေတိုက်နေ ော့စစ်တပ်ကစစ်တပ်နေရာမှာနေမယ်ဆိုရင်ပြည်သူကစစ်တပ်ကိုတိုက်ဖို့မပြောနဲ့ထမင်းတော်ဖွင့်ကြွေးမှာဒိတ်နေပါလားမြန်မာပြည်သူတွေကဘာမှမအင်မတန်ကိုစိတ်ထားပြော့ပြောင်းနေပြည်သူတွေပါနော်ဖြူဖြူတွေဘလောက်လုံးတက်တက်လုံးပြည်သူကိုစောက်ပြူးမဆိုင်ဘောမနေပြပေါင်လှုပ်နေတာလှုပ်လှမ်းပြကော့ပြခါပြဖြူမောင်းထောင်ပြလှုပ်စေနည်းနည်းလေးတပားဘေးအန္တရာယ်ဖြစ်လို့ဖြူတွေလှူပြလိုက်ဖြူဖြူတွေကိုတကယ်ဖျားမှအကြောင်းမှလို့ပြည်သူတွေကချစ်ပေးကြတာဟုတ်နေတဲ့ဘောင်းပဲဘလောက်ပဲလူဘဝနေတဲ့သူဖြစ်နေပါစေနော်တစ်ချက်လေးပဲကောင်းပြအများကြီးမကောင်းပါနဲ့မြန်မာပြည်သူတွေကအင်မတန်ကိုစိတ်ထားဖြူစင်နေတဲ့ပြည်သူတွေပါနော်အဲ့တော့တကယ်တော့လက်ရှိစစ် အရာရှိချက်စစ်တီတွေဒီဘလောက်ပဲမင်းတို့နော်ဟိုနေ့ဖြစ်ဖြစ်ပြည်သူဘက်ကိုတစ်ချက်ကလေးရိုက်လိုက်ဒီမင်းတို့ဘက်မှာအဲ့ပြည်သူတွေအပြည့်အဝရှိပြီးသားပါလက်ရှိဖြစ်နေတာဒီနေအောင်ကြည့်မယ်ဆိုရင်မြန်မာပြည်သူအများဆုံးနဲ့အာနာတိန်းထားတဲ့စစ်ကောင်းဆောင်တွေနဲ့သူတို့နောက်လိုက်စစ်ကောင်စီနဲ့ဖြစ်တာစစ်တပ်နဲ့နော်ခမရတို့ပြောတိုင်းသားနဲ့နဲ့ကိုင်တဘုံတို့ PDF နဲ့နဲ့ကိုင်တဘုံအဲ့ဒါတွေကပေါက်ပန်းလေးတွေဝါရမိုင်းဖြတ်နေကြတယ်နော်တဘုံဆိုတာဘာကိုပြောတာလဲဟမ်အာနာတိန်ပြီးတဲ့အချိန်မှာအခုလိုမျိုးတိုင်းပြည်မှာလူတွေမထွက်ပြီးဆန္ဒမပြခဲ့ရင်တော့အခုလက်နက်ကင်ထားလူတွေခင်ဗျားတို့တဘုံလို့ပြောလို့ရရင်ရလိမ့်မယ် ာနာသိမ့်လိုက်တဲ့အချိန်မှာမြန်မာပြည်သူရဲ့တန်ပေါင်းများစွာလက်ခံလာ။ဒါလမ်းပေါ်ထွက်တဲ့ဟာပဲရှိတယ်နော်။အိမ်မှာနေပြီးလက်မခံတဲ့လူတွေအများကြီးရှိသေးတယ်။ကျွန်တော်ပြောစကားမှားလား။ဟုတ်တယ်နော်။အဲ့တော့အဲ့လက်မခံတဲ့လူတွေအားလုံးကတပုံနေတာ။ကိုစီရတော့ဗောနာစကွန်စီတဖို့ဝင်တယ်။အခုလိုမျိုးကြာဆုံးများနေတာကို တံဝေကရပြေတော့မှကျွန်တော်တို့ပြည်သူတွေဘက်ကအလီမြန်ဆုံးကုပြောင်းခလုံးတင်းနေပြီဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်တယ်။စစ်ကောင်စီကောင်းဆောင်တွေကလည်းပြေတော့မှသူတို့အာဏာယူလွန်လို့ကိုအောက်ခြေတပ်သားတွေကထူးထူးခံဆင်းနေတဲ့အခုဆိုမြေပြင်ရှေ့တန်းမှာကိုတော်တော်လေးကိုကြာဆုံးများနေတယ်ဆိုတော့လေကျွန်တော်တို့သိရှိထားတာဖြစ်ပြီးတော့မှအားလုံးစစ်စားကြည့်မယ်ဆိုတော့ပေါ့နော်မြန်မာနိုင်ငံသားတွေပဲဖြစ်တဲ့ပြည်ပြည်ဒီတော်လိုင်းမှာဆိုတော့ ဒီမှန်တရားကိုမြင်လို့ပြီးတော့မှကျတော်တရားမြတ်တမှုကိုလိုချင်နေကြတဲ့ပြည်သူတွေအားလုံးကတော့စစ်ကောင်စီနဲ့ဖက်ဆစ်အာဏာရှင်လူသစုတွေကိုပဲတတဖို့ပြင်ဆင်နေကြတယ်ဆိုတော့လည်းသိရှိထားတာပဲဖြစ်ပါတယ်။ဒီချိန်မှာမှစစ်ကောင်စီကိုဘူးဖိတ်ပြီးတော့မှလူမျိုးကာကွယ်ပေးချင်နေကြတဲ့ဘုံမအုပ်တန်းစားတွေနဲ့စစ်ကောင်စီအောက်ခြေတပ်သားတွေကိုကျတော်ဘက်ကနေပြီးတော့မှနားမဝင်ဘူးဆိုတော့ပေါ့နော်အခုလူမျိုးလေးနဲ့ကန်တော်လန်ပြီးတော့မှ နောက်ဆုံးအနေနဲ့ဖြိုချရမယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့ကနေပြန်မှတန်တန်ပြောကြားထားတာမို့လို့နောက်ဆုံးအနေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကျွန်တော်တို့ပြည်သူတွေဘက်ကအလင်းဝင်တင်နေပြီပဲဖြစ်ပါတယ်ပြည်သူတွေအားလုံးမျှော်မှန်းထားတဲ့အတိုင်း Federal Democracy နဲ့ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုဖြစ်တည်လာဖို့ဆိုရင်တော့လူမျိုးအနာယူတဲ့လူတစုတွေနဲ့ကျွန်တော်တို့ကိုကြိုးပဲကြည့်တယ်ပေါ့နော်စစ်ကောင်စီစစ်ကောင်ဆောင်တွေမရှိတော့မှကျွန်တော်တို့တမ်းပြရအေးချမ်းမယ်ဆိုတဲ့အကြောင်းပြောနေကျွန်တော်ဒီနေ့မှလည်းပိုင်းဗီဒီယိုကိုဒီနေရာမှာပဲဆုံးသတ်ချင်ပါတယ်။စအဆုံးကြည့်ရှုပေးကြတဲ့မြို့ပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကျမချင်တဲ့ပြေဆုံးပြီးတော့မှ တာယာရဲ့ချန်နယ်နေ့တလေးပတ်စံကြပါစို့လို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်